တို့တို့ဒီရသည်ပထမအုပ်ဆုံးနိုင်ပွဲကိုစယူတော့မယ်ဖီဆာဧကရစ်တောက်ကြောင်ကြောင့်အီတလီစီးရီးပွဲစဉ်ပွဲကျူ၃၀ချက်များမင်္ဂလာပါပလေးမေကာဂျာနယ်ကနေကြိုဆိုပါရစ်ဂိမ်းပြင်ကြားနားဆင်သူညီကိုတွေလည်းမင်္ဂလာပါဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့အတိုင်းတောက်ကြောင်ကြောင့်အတွက်ပွဲကျူ၃၀ချက်အနည်းနဲ့နားဆင်အောင်ပါဖြစ်ပါရစ်ကလောင်ရှင်တွေဖြစ်ကြတဲ့ဒုက္ခဆိုဧကရစ်ဘုံတော်မင်းတို့ရဲ့၃၀ချက်တွေဖြစ်ပါရစ် ပထမအဦးဆုံးပွဲစဉ်ကအီတလီစီးရီးရဲ့ပွဲစဉ်ဖြစ်တဲ့ပီဆာနဲ့ခရိုမိုနီစီည9:15နာရီပွဲစဉ်ကိုကလောင်ရှင်အေဂရစ်ရဲ့သုံးသက်ချက်တွေနားဆင်ရမှာဖြစ်ပါတယ်။နှစ်သင်းစလုံးကတန်းတက်ဆိုပေမဲ့ပီဆာကတန်းဆင်းဆုံးကက်လျက်မှာဖြစ်နေပြီးခရိုမိုနီစီကတော့ထိတ်ဆုံး10သင်းစီးရင်ဝင်ပါတယ်။ဒီရာဒီမှာနိုင်မွေးမရသေးပေမဲ့ရုံးကစားနေတဲ့ပီဆာဟာမကြသေးခင်ပွဲတွေမှာလာစီရို AC ရို့လို အသင်းတွေကိုတရေကန်နိုင်ခဲ့ပါတယ်။ဒါ့အပြင်ပီဆာဟာပြီးခဲ့တဲ့ရာဒီတုန်းကခရိုမိုနီစီနဲ့နှစ်ကြော်စလုံးမှာနိုင်ခဲ့တဲ့အပြင် အိမ်ဝင်းတွေ့ဆုံမှုနောက်ဆုံး၅ပွဲစလုံးမှာလည်းမရှုံးခဲ့ပါဘူး။ဒါကြောင့်ပီဆာရဲ့ CD ရဲ့နိုင်ပွဲကိုစမြင်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။လက်ရှိခြေရောထိတ်တိုက်တွေ့ဆုံမှုမှာပါ။တာရက်ဆိုစီတဲ့ဒုက္ခဆူအချီနဲ့ဆိုစီတဲ့ည2နာရီ30တန်တက်အချီဟာဒီယာဒီလာလီကာမှာအိမ်ဝင်းမရှုံးသေးပေမဲ့မကြသေးခင်ပွဲတွေမှာရလပိုင်ကြဆင်းလာပါတယ်။ယာဒီအစောပိုင်းတော့တောက်လျှောက်ရုံးကန်ခဲ့ရတဲ့ဆိုစီတဲ့ကတော့လက်ရှိချိန်မှာပုံစံကောင်းရနေပြီ နောက်ဆုံးလာလီဂါ၃ပွဲစလုံးမှာမရှုံးခဲ့ပဲနှစ်ပွဲနိုင်ထားပါတယ်။ဒါအပြင်ဆိုစီတက်ဟာအယ်ချီနဲ့တွဲဆုံမှုနောက်ဆုံး၆ပွဲစလုံးကိုလည်းနိုင်ထားပါတယ်။ဒါကြောင့်ဒီလိုနေထားမျိုးမှာပုံစံကောင်းရနေတယ်လို့ထိတ်တိုက်တွဲဆုံမှုလည်းတားတဲ့ဆိုစီတက်နိုင်မနိုင်ကိုသာကြည့်ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ဆုံးပွဲစဉ်အနေနဲ့ကတော့ကလောင်ရှင်ဘုံတော်မင်းရဲ့တောက်ကြညာဘွန်ဒက်လီဂါပွဲစဉ်ပွဲချိုသုံးသပ်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်။ဝါရာဘရီမင်နဲ့ဦးဖ်ဘတ်ည၂နာရီဝါရာဘရီမင်ဟာ ုနောက်ပိုင်းရလောက်ပိုင်းတင်းငိမ့်လာသလိုအိမ်ကွင်းမှာလည်းနိုင်ပွဲဆက်နေပါတယ်။ဒီရသည်ဘွန်ဒက်လီကအိမ်ကွင်း၄ဝဲမှာဆိုရင်သူတို့တပွဲသာရှုံးထားခဲ့ပါတယ်။ဇီယာအောက်ပိုင်းက Wolf Pack ကတော့လက်ရှိချိန်မှာရှုံးပွဲဆက်နေပြီးရုန်းကန်နေရပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအင်ရှင်ရဲ့အရေးအောက်ကိုကိုလွန်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Playmaker နားဆင်သူညီကိုရီတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။ကျွန်တော်တို့ Playmaker ရဲ့နောက်ဆုံးရပွဲကြိုသုံးသပ်ချက်တွေနဲ့သတင်းအချက်အလက်တွေလည်းသိရှိဖို့အတွက် Playmaker ရဲ့ Telegram Channel မှာလာရောက်ကြိုတင်ဖတ်ရှုလို့လည်းရပါတယ်။ အားလုံးမင်္ဂလာရှိသောနေ့ရက်ဒီပိုင်ဆိုင်ပါစေကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်